ရှင်ဖရာကိုဘာသာကိုစော်ကားလာရင်ပြန်တိုက်ခိုက်တာ ပြန်ပြောတာရပါသလားဖရာတတိတော်မသိခံနိုင်တော့လို့ပါဖရာတဲ့ဒီကနိကေဗြမဇာလတုံမှာဖရာ၌ဖြစ်စီတရား၌ဖြစ်စီတန်ဃာ၌ဖြစ်စီမဟုတ်မှန်မှန်တာတွေနဲ့တိုက်ခိုက်လာပြီဆိုရင်ဤအကြောင်းကြောင့်လည်းမဟုတ်ဤအကြောင်းကြောင့်လည်းမှန်မှန်ဤအပြစ်တွေငါတို့၌မရှိဟု ပြန်လဲခြေပါရမည်လို့မြတ်စွာဘုရားဟောကြားထားတဲ့အတွက် ုဒ္ဓဘာသာကိုစော်ကားတိုက်ခိုက်လာပြီ ဆိုရင် ပြန်လဲခြေပရမှာကဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ပြန်လဲခြေပတယ်ဆိုတဲ့နေရာမှာလည်းပဲဒေါသရှိထားပြီးဒုဒ္ဓပြတ်ဓာတပြတ်နဲ့ခြေပရမှာမဟုတ်ပါဘူး။မေတ္တာရှိထားပြီးတရားနိလန်းကြကြခြေပရမှာဖြစ်ပါတယ်။အဲဒီလိုမေတ္တာရှိထားပြီးတရားနိလန်းကြကြဖြည့်ရှင်ခြင်းဟာထိရောက်မှုလည်းရှိသလိုဖျားအဆရှိတဲ့အရိယာသူတော်ကောင်းတွေလည်းနှစ်သက်ပါတယ်။ ဒါကြောင့်ဗုဒ္ဓဘာသာကိုစော်ကားတိုက်ခိုက်လာပြီဆိုရင်ဒေါသနဲ့ခြေပပြောဆိုခြင်းမျိုးမဟုတ်ပဲမေတ္တာရှိထားပြီးတရားနိလန်းကြကြခြေပပြောဆိုပါလို့ပြောကြပါတယ်